င်္ဂလာပါခင်ဗျရန်ကုန်ခတိရဲ့ဒီနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်တွေက KIA ထိန်းချုပ်ထားတဲ့မြေရှားတပ်ထုကိုအိန္ဒိယနိုင်ငံကဝယ်ယူဖို့စ조사နေတဲ့ဆိုတဲ့သတင်းဟာမှန်ကန်မှုမရှိပဲအမေရိကန်နဲ့တရုတ်ကြားတရုတ်နဲ့အိန္ဒိယကြားကစားဖို့သတင်းတွေထုတ်လွှင့်နေပုံရတယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ် CTUM ရဲ့အမည်ဒဇိတ်နဲ့အလံပုံကူပါအကြံဖတ်စစ်တကခိုးယူတုံးဆွဲမှုအတွက် CDUN အဖွဲ့ကမြန်မာနိုင်ငံရှိနေများကောင်စီကိုတိုင်ကြားထားပြီးတပတ်ကမြို့သားညီအစိုးရရဲ့တရားရေးဌာနကိုပါစတင်ထားတယ်ဆိုတဲ့သတင်းပါဝင်ဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကချင်ပြည်နယ်တဲက GIA ထိန်းချုပ်ထားတဲ့မြေရှားတပ်ထုကိုအိန္ဒိယနိုင်ငံကဝယ်ယူဖို့ကြိုးစားနေတယ်ဆိုတဲ့သတင်းဟာမှန်ကန်မှုမရှိပဲအမေရိကန်နဲ့တရုတ်ကြားတရုတ်နဲ့အိန္ဒိယကြားကစားဖို့သတင်းတွေထုတ်လွှင့်နေပုံရတယ်လို့ GIO ပြောခွင့်ရဘုံမကြီးနော်ဘူးကရန်ကုန်ခေတ်တစ်ကိုအတည်ပြုပြောဆိုထားပါတယ်။တစ်ဖက်မှာတော့အိန္ဒိယအစိုးရကမြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ GIA ထိန်းချုပ်ဒေသတွေကမြေရှားတပ်ထုရယူနိုင်ရေးအတွက်နှစ်ဖက်ထိတွေ့ဆက်ဆံဆွေးနွေးနေပြီလို့စက်တင်ဘာလ10ရက်နေ့ကပဲ Writer သတင်းမှဖော်ပြခဲ့ပါတယ်။အဲ့ဒီသတင်းထဲမှာပဲအိန္ဒိယတပ်ထုတွင်ဝင်ကြီးဌာနက GIA ထိန်းချုပ်မှုအောက်မှာရှိတဲ့မြေရှားတပ်ထုနမူနာတွေကိုစုဆောင်းတည်ယူပို့ဆောင်မှုအတွက်အိန္ဒိယအစိုးရပိုင်း IRER နဲ့ ပုဂ္ဂလိကတတ္ထု24ရေးကမ္နီတွေစီတောင်းခဲ့တဲ့အကြောင်း GIA ကနေရရှိတဲ့မေရှားတတ္ထုနမူနာတွေကိုလည်းအိန္ဒိယအစိုးရကပြည်တွင်းတစ်ခွက်ဂမ်းမှာစမ်းသပ်ဖို့နဲ့ GIA တပ်ဖွဲ့စီကနေမေရှားတတ္ထုနမူနာတွေပါရယူဖို့လှုံ့ဆော်နေတဲ့အကြောင်းအပြင်တရုတ်ကထိန်းချုပ်ထားတဲ့မြမတယန်ဇာတဈေးကွက် အတွင်ကိုအိန္ဒိယကဝင်ရောက်လာတယ်ဆိုတဲ့အကြောင်းတွေကို Writer The Din မှာဖော်ပြခဲ့ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီး GIA ဘက်ကတုံ့ပြန်မှုကတော့လက်ရှိကချင်ပြည်နယ်ဒဲက KIA ထိန်းချုပ်ထားတဲ့မေရှားတပ်ထုကို အိန္ဒိယနိုင်ငံကဝယ်ယူဖို့စူးစမ်းနေတဲ့ဆိုတဲ့သတင်းဟာမှန်ကန်မှုမရှိပဲဘသူကအမှဆက်တွေ့တာမျိုးမရှိဘူးလို့ KIO ပြောကြရဗိုလ်မှူးကြီးနော်ဘူးကရေကုန်ခစ်တစ်ကိုအတည်ပြုပြောထားပြီးဒါဟာအမေရိကန်နဲ့တရုတ်ကြားတရုတ်နဲ့အိန္ဒိယကြားကစားဖို့သတင်းတွေထုတ်လွှင့်နေပုံရတယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကဆက်ပြီးပြောထားပါတယ်လက်ရှိမြန်မာနိုင်ငံမြောက်ပိုင်းပန်ဝါဘက်ကမြေရှားတပ်တုတူဖော်ရေးလောက်ကွက်အဟောင်းတွေကိုအရင်ကတူဖော်နေတဲ့တရုတ်ကုမ္ပဏီတွေကိုပဲ KIA ကဆက်လက်တူဖော်ခွင့်ပြုထားပြီး မေရှားတတုတူဖို့ရေးလောက်ကအသက်တွေကိုခွင့်ပြုထားတာမျိုးမရှိသလိုအဲ့ဒီမေရှားတတုအတွက်တရုတ်နိုင်ငံနဲ့လည်းဆွေးနွေးမှုတစုံတရာမရှိထားဘူးလို့ KIO ပြောခွင့်ရဗိုလ်မကြီးနော်ဘူးကဆက်ပြီးပြောထားပါတယ်။ဒါအပြင်လက်ရှိ KIA ထိန်းချုပ်ထားတဲ့ဘက်ကတရုတ်နိုင်ငံနယ်စပ်ဂိတ်တွေကိုလည်းတရုတ်အစိုးရကဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပြီးအဲ့ဒီဂိတ်တွေကနေမြေသည့်ကုန်သွယ်ရေးမှတရားဝင်လက်ပတ်နိုင်တာမျိုးမရှိသေးဘူးလို့လည်းဗိုလ်မကြီးနော်ဘူးကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ် CTUM ရဲ့အမြင့်ဒစိမ့်နဲ့အလံပုံကိုပါအကြံဖက်စစ်တကခိုးယူတုံ့ဆွဲမှုအတွက် CTUM ရဲ့အဖွဲ့ကမြန်မာနိုင်ငံရှိနေများကောင်စီကိုတိုင်ကြားထားပြီးတပတ်ကမြို့သားညီညွတ်အစိုးရရဲ့တရားရေးဌာနကိုပါစတင်ထားတယ်လို့ CTUM အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်သူဦးမောင်မောင်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အကြံဖက်စစ်တဟာမလေးရှားနိုင်ငံမှာပြုလုပ်မဲ့ရွှေပြောင်းအလုပ်သမားဆိုင်ရာ ASEAN Forum အတွင်းသူတို့လက်ပါဇီရီနဲ့တက်ရောက်ဖို့ကြိုးပမ်းနေပြီးအဲ့ဒီ Forum ကို စစ်တပ်ကလူတွေတပ်ဖို့လုပ်နေတဲ့အတွက်အာဆီယံအလုတ္တမသမဂ္ဂများကောင်စီကလုံးဝလက်မခံပဲကန့်ကွက်တဲ့အကြောင်းစာထုတ်ထားပြီးဖြစ်တယ်လို့ကမ္ဘာအလုတ္တမရေးရာအဖွဲ့ချုပ်တာဝန်ရှိတဲ့လူကလည်းလက်မခံဘူးလို့ဆိုထားပါတယ်။ဒါကိုအကြံဖက်စစ်တပ်ကမျက်နှာပြောင်တိုက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအလုတ္တမများအဖွဲ့ချုပ် CTUM ရဲ့အမည်ဒစိမ့်နဲ့အလံပုံကိုပါခိုးယူတုံးဆွဲမှုအတွက်မြန်မာနိုင်ငံရှိနေများကောင်စီကို CTUM အဖွဲ့ကတိုင်ကြားထားရုံနဲ့မကဘူး။ တဖက်ကမြို့သားညီညီအစိုးရရဲ့တရားရေးဌာနကိုပါစတင်ထားတယ်လို့ CTUM အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်သူဦးမောင်မောင်ကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိအချက်ဖတ်စစ်တပ်ကမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားများအဖွဲ့ချုပ် CTUM ရဲ့ဗဟိုကော်မတီဝင်28ဦးကို power run ထုတ်ထားပြီး passport တွေကိုလည်းတင်စီထားတဲ့အတွက် CTUM အဖွဲ့ဝင်တွေအနေနဲ့ရွှေပြောင်းအလို့သမားဆိုင်ရာ ASEAN forum ကိုတက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း CTUM အဖွဲ့စီကနေသိရပါတယ်။ ါ့ကိုအချက်ဖက်စစ်တက်က CDUM အဖွဲ့ဝင်ဖြစ်ခဲ့ဘူးသူတွေနဲ့ CDUM ရဲ့အမည်တစိ့အလံကိုခိုးယူပြီးအပြပြဆိုင်ရာမှာတရားဝင်မှုရအောင်ကြိုးပမ်းနေတာဖြစ်ပြီးတော့လက်ရှိအဲ့ဒီ forum ကိုအချက်ဖက်စစ်တက်ကစေလွတ်မဲ့သူတွေဟာ CDUM ကနေတရားဝင်နှုတ်ထွက်ထားတဲ့သူတွေဖြစ်တယ်လို့လည်း CDUM အဖွဲ့စည်းကနေသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ DNLA ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်မှာအချက်ဖက်စစ်ကောင်စီတက်နေ DNLA တက်တွေအကြတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ကတိုက်ပွဲနဲ့မဆိုင်နဲ့ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုပါလေကြောင်းကနေပုံကျဲတိုက်ခိုက်နေတယ်လို့ဒေတာတွင်းတော်လိုင်းရေးသတင်းရင်းမြစ်နဲ့ဒေတာကန်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်ကိုလာနေချီစစ်ကြောင်းထိုးတာတွေလုပ်နေတယ်။အကြမ်းဖက်စစ်ကောင်စီတက်နေ TNL တက်တွေအကြားနောင်ပိန်ခြေရွာတဝိုက်မှာတိုက်ပွဲတွေနေ့စဉ်ဆက်လက်ပြင်းထန်နေတယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုပါ လေနဲ့လာပြီးဘုံကျဲတိုက်ခိုက်ဒါရီဒရုန်းနဲ့လာပြီးဘုံကျဲဒါရီဇက်တိုက်လုပ်နေတယ်လို့ပြည်သူတွေရဲ့နေအိမ်တော်တော်များများလဲပျက်စီးမှုတွေရှိထားတယ်လို့ဒေတာတွင်တော်လန်ရေးသတင်းရင်းမြစ်နဲ့ဒေတာကန်တွေကပြောထားကြပါတယ်လက်ရှိကြောင်မဲမြို့ပေါ်ကပြည်သူတွေအပါအဝင်အနီးနားခြေရွာတွေကပြည်သူတွေကတော့တော်တော်များများတင်းရှောင်နေကြတဲ့အတွက်မြို့ပေါ်မှာပါလူသွားလူလာမရှိတဲ့လောက်ဖြစ်နေတယ်လို့လဲဒေတာကန်ပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျ တဖက်မှာတော့ဗကိုးတိုင်းပေါင်းတဲမြို့နယ်ကပန်းတင်ပင်ကျေးရွာမှာအချက်ဖက်စစ်တဲ့လက်အောက်ခံပြုစော်တီအိမင်းထွန်းဆိုသူပြေခတ်ခံရပြီးပွဲချင်းမိကိုတိတ်သွားပြီလို့ပြေခရအမှတ်363 PDF တရင်ရဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ17ရက်နေ့ကပဲပေါင်းတယ်မြို့နယ်ကပန်းတင်ပင်ကျေးရွာမှာအချက်ဖက်စစ်တဲ့လက်အောက်ခံပြုစော်တီအိမင်းထွန်းဆိုသူယာတဲကိုလာတဲ့အချိန် ရွာပြင်အရောက်မှာပဲတော်လိုင်းရဲဘော်တွေကပြစ်ခတ်ရှင်းလင်းရမှာနေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီမြူစော်တီအင်မင်ထွန်းဆိုသူဟာစစ်တပ်အမာဂန်ထောက်ခံသူဖြစ်တယ်လို့လူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်စုဆောင်တာတွေအပြင်ဂျေးရွာနေပြည်သူတွေစီကနေရိတ်ခါနဲ့လူသုံးပစ္စည်းတွေကိုပါလူရဲ့ယူဆောင်သူဖြစ်ုံနေမှာကစစ်တပ်အားကိုနေပြည်သူတွေကိုအမြုံမျိုးဖိနှိပ်ချင်းချောင်းနေသူဖြစ်ပြီးအခုတော့သေပြီလို့ပြည်ခရိုင်အမှတ်363ပြည်တက်ရင်ရဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ် လက်ရှိဘကိုးတိုင်းပေါန့်တယ်မြို့နယ်တဲကစစ်တပ်တောက်တိုင်းအုတ်ချုပ်ရင်းမှုတွေပြူစောတိတွေနဲ့အပေါင်းပါလက်ပါစီတွေအနေနဲ့ပြည်သူတွေကိုစစ်တပ်အကူနဲ့အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်မှုတွေစပ်ပြီးလုပ်နေမှာဆိုရင်တော့အခုပြူစောတိအင်းမင်းထုံးလို့ပဲရှင်းလင်းတုတ်တင်ခံရမှာဖြစ်တယ်လို့ပြည်ခရိုင်အမှတ်363 PDF တရင်ရဲ့တာဝန်ခံရဲဘော်ရှဲတို့ကတတိပေးထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ AR တိုင်းမော်လမြိုင်ကျွန်းမြို့နယ်ကရွှေကြေးလေးကျွော်မှာ ယာယီမှုစင်မြင့်နဲ့အဖွဲ့ရဲ့အုပ်စုဖွဲ့ရန်ငမှုကြောင့်ဂျေးရွာသားကိုဝင်းထုံးဦးဆိုသူတေဆုံးခဲ့ရပြီးရဲကတပ်ဖြတ်တဲ့သူတွေကိုအရေးမယူပဲတိန်းရှောက်ဝင်ပေးထားတယ်လို့ဒေသခံပြည်သူတွေကရေကုန်ခစ်တစ်ကိုပြောပါရင်ဖြစ်စဉ်ကတော့စက်တင်ဘာလ10ရက်နေ့ကပဲအေယာဝတီတိုင်းမလမြိုင်ကျွန်းမြို့နယ်ကရွှေကျေးလေးဂျေးရွာမှာယာယီမှုစင်မြင့်နဲ့တပည့်ဖြစ်သူဆိုင်မြသူမြင့်အေးနဲ့တင့်လွင် ဆိုသူတို့ကဂျေးရွာသားကိုဝင်းထုံးဦးဆိုသူနဲ့စကားများတဲ့အချိန်အုပ်စုဖွဲ့ပြီးဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်ဆိုပါတယ် အဲ့ဒီနောက်ကိုဝင်းထုံးဦးဆိုသူကိုအဲ့ဒီယာအိမှုစိတ်မြင့်တဲ့အဖွဲ့ကထပ်မံချုံအောင်ကြိုးတုပ်ပြီးနှင်းပန်းနှိပ်စက်ပြီးတော့ကိုဝင်းထုံးဦးကိုပြစ်ထားခဲ့တဲ့အချိန်မိသားစုနဲ့ကြေးရွာသားတွေကပွားရောက်ခေါ်ဆောင်ပြီးစေကူတနေတဲ့အချိန်မှာပဲကိုဝင်းထုံးဦးဆိုသူဟာရိုက်နဲ့နှင်းပန်းနှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့တေဆုံးသွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီနောက်ကိုဝင်းထုံးဦးတပြက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးရဲကိုတိုင်ကြတော့လေရဲကအဲ့ဒီယာအိမ်မှုစိတ်မြင့်တဲ့အဖွဲ့ကိုအရေးမယူပဲ ခြေရွာကနေရှောင်းတိန်ခွင်ပေးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိတည်ဆုံသူခြေရွာသားကိုဝင်းထွန်းဦးဆိုသူဟာအသက်36နှစ်ရှိပြီဖြစ်ပြီးသူမှာဇနီးနဲ့အသက်10နှစ်အောက်တမီးလေးနှစ်ဦးကြံရစ်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ဒင်းနိုင်မျိုးနဲ့ကတိန်ခွန်ခြေရွာအနီးမှာဘုံလာကျဲတဲ့အချက်ဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကို GNL ပူပေါင်းတပ်တွေကပြစ်ခတ်မှုအတွင်းလင်းရင်ကိုထိမှန်မှုရှိသွားပြီးဗိမ်းမြို့ကိုပြန်လှည့်သွားတယ်လို့ GNU ဘိတ်တဝဲခရိုင်ပြန်ကြားရေးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့စက်တင်ဘာလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲတင်းသာရီမြို့နယ်မောတောင်နေဆက်ကုံသွဲရေးလမ်းပေါ်မှာရှိတဲ့သိန်းခွန်ကျေးရွာအနီးကိုဘုံကျဲပို့လာတဲ့အချက်ဖတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးကို GNL ပူပေါင်းတပ်တွေကပစ်ခတ်မှုအတွင်းလေရင်ကိုထိမှန်မှုရှိသွားတယ်ဆိုပါတယ်။အဲ့ဒီနောက်စစ်တပ်ရဲ့ Jet Fighter လေရင်ဟာဘုံမကျဲရဲတော့ပဲဘိတ်မြို့ဘက်ကိုပြန်လှည့်သွားတယ်လို့ KNU ဘစ်ထွေခိုင်ပြန်ကြားရေးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိဒင်းတိုင်းတိုင်းမှာတော့အချက်ဖတ်စစ်တပ်ကဒေါ်လိုင်းတတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုသူတို့စစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနေတဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေလုံနေပြီမယ်။သူတို့စစ်တပ်စစ်ကြောင်းတွေသာအထည်နာပြီးပြန်ပြန်ဆုတ်သွားရတဲ့အတွက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုလာလုံနေတာဖြစ်ပြီးအဲ့ဒီစစ်တပ်လေရင်တွေကိုပါ ဒေါ်လာရင်းတက်တွေကအခွင့်ရေးရတာနဲ့အခုလိုပြန်လဲပြက်ကတ်တက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကတောင်သာမြို့နယ်နဲ့တာစီမြို့နယ်တွေမှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအကြံဖက်စစ်တပ်ကရွေချက်ရှိရှိလေးချောင်းကရော့လက်နက်ကြီးနဲ့ပါဘုံကျဲပြက်ကတ်တက်ခိုက်တာတွေလုပ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်တောင်သာမြို့နယ်မှာဆိုရင် ဒီကနေ့စက်တင်ဘာလ17ရက်နေ့မနက်ပိုင်းမှာပဲအချက်ဖစစ်တပ်ရဲ့မိတီလာလီတက်ကနေတက်လာတဲ့စက်တက်လီဒီကတောင်သာမြို့နယ်အရှိချမ်းမှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုခုနှစ်ကြိမ်တိုင်တိုင်ဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အလားတူစက်တင်ဘာလ17ရက်နေ့ကလည်းတောင်သာမြို့နယ်ကရုံးစီကြီးခြေရွာမြောက်ဘက်ကိုအချက်ဖစစ်တပ်ကအခုလိုပဲစက်တက်လီဒီနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်လို့မြေပြင်ကစစ်တပ်စစ်ကြောင်းကလည်းခြေရွာတွေကနေအိမ်တွေကိုမိရှုဖျက်ဆီးသွားတည်တယ်လို့ဒေတာတွင်တင်းကြီးမြစ်ကပြောထားပါတယ် တစ်ဖက်ကတာစီမြို့နယ်မှာလေဖိုးသားမိုင်းကြေးရွာမှာလက်ရှိအချိန်ထိတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကအနီးနားမှာရှိတဲ့ကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ဒေသခံပြည်သူတွေလည်းဘေးလွတ်ရာတွေကိုတန်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ